ဒီနေ့ကျွန်တော်စတင်မဲ့တဲ့ဟာဝါရှင်တန်မှာကျင်းပခဲ့တဲ့အလွန်ခမ်းနားတဲ့တန်တမာရေးပြဇာတ်တစ်ခုဖြစ်ပါတယ်။ဒါမရဒေါ်နယ်ထရန့်ကဆော်ဒီအေရှိရှင်မိုဟာမက်ဘင်ဆယ်မန် MBS လို့သူခေါ်ပါတယ်။နေပေါင်းများစွာမတွေ့ခဲ့ရတဲ့အခမ်းအနားဆုံးအခမ်းအနားတစ်ခုအနေနဲ့ကြိုဆိုခဲ့ပါတယ်။အေဖီရိုကဆော်ဒီပြင်းမင်းမြောက်ကို အလွန်ဂုဏ်ယူစွာအခမ်းခဲ့ပါတယ်။အနီရောင်ကောစောပြခင်ခဲ့ပြီး မြင်းစီကွန်ပျူတာကရှေ့ကနေလမ်းပြခဲ့ပါတယ်။ဒီအလုံးဟာအမေရိကန်ဆော်ဒီဆက်ဆံရေးရဲ့အင်အားနဲ့တင်ဂေတာကိုပြသခဲ့ပါတယ်။ဒါပေမဲ့ဒီခဏတဲ့အခါနာနောက်ွယ်မှာအရေးကြီးသဘောတူညီချက်တွေအများကြီးရှိခဲ့ပါတယ်။နိုင်ငံစလုံးဟာအရသာနျူကလ িয়ার ပူးပေါင်းဆောင်ရွက်ရေးအရေးကြီးတတ်တူတွေနဲ့ဉာဏ်ရည်တု AI ဆိုင်ရာသဘောတူညီချက်တွေလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ ။တရင်းတော်ကဘလို့မေးလဲဆိုတော့အရသာနျူကလ িয়ার စာချုပ်ကိုမကြခင်ရမယ်လို့ပြောလင့်လား။ဒီကိစ္စအကြောင်းပြောပြနိုင်မလားလို့မေးတဲ့အခါမှာတမရထွန်းကဖြစ်နိုင်ပါတယ်။ဟုတ်ပါတယ်။အရေးကြီးတဲ့မှာမဟာဗျူဟာကကွေးသဘောတူညီချက်တခုလဲလက်မရည်တိုးခဲ့ပါတယ်။တခါနစ်ဆစ်ဆက်ကျော်ကြာခဲ့တဲ့လုံကြုံရင်ပူပေါင်းဆောင်ရွက်မှုကိုပိုခိုင်မာစေပြီးတော့အရှိအလက်ပိုင်းတစ်ခွေမှာပိုအင်အားကြီးတဲ့ချင်းချောင်းဟန်တောင်းမှုကို ဖန်တီးပေးမယ်လို့ White House ကဆိုပါတယ်။သမ္မတထွန်းကဆော်ဒီကို F35 တိုက်လေယာဉ်ရောင်းခွင့်ကိုတရားဝင်အတည်ပြုကျင်းပခဲ့ပါတယ်။ဂျပန်အရင်ကတည်းကလည်းသူညွန်ပြထားပြီးသားဖြစ်ပါတယ်။သမ္မတထွန်းကဘလို့ပြောလဲဆိုတော့စာချုပ်ချုပ်ပြပါပြီ။သူတို့ဟာ F35 တွေဝယ်မယ်။ Low Hake ကနေဝယ်မှာဖြစ်တယ်။ကောင်းလိုက်တဲ့လေယာဉ်တွေဖြစ်တယ်။ငါတို့ကဒီကမ္ဘာမှာအကောင်းဆုံးစစ်စစ်ရေးပစ္စည်းတွေထုတ်တယ်။ အီရန်နဲ့ဖြစ်တဲ့အသေးစားပဋိပက္ခလေးမှာမင်းတို့မြင်ခဲ့ပြီးသားဖြစ်တဲ့အကောင်းဆုံးလေရင်အကောင်းဆုံးဒုံးကြီးအကောင်းဆုံးထိုးစစ်စင်ဒုံးကြီးတွေငါတို့ကကမ္ဘာမှာအကောင်းဆုံးစစ်စင်စစ်ပစ္စည်းတွေထုတ်ပါတယ်လို့တမနာထက်ကပြောခဲ့ပါတယ်တွေ့ဆုံမှုအတွင်းဆော်ဒီအာရေဗျကအိဗရာဟန်တဘောတူကြီးတဲ့ပါဝင်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့ပါတယ်၂၀၂၀မှာလက်မှတ်ရထုတ်ခဲ့တဲ့အိဗရာဟန်တဘောတူကြီးချက်တွေဟာ အစ်ဇွေနဲ့အာရဗီယာနိုင်ငံအတော်များများကြားဆက်ဆံရေးပုံမှန်ဖြစ်အောင်လုပ်ပေးခဲ့တာဖြစ်တယ်။ Asian MBS ကတဝတ်ညချက်တဲ့ပအဝင်ချင်တဲ့ဆိုတဲ့ဆန္ဒပြတ်ခဲ့ပြီးမဲ့ပါလက်စတိုင်းနိုင်ငံဟာတိဆောက်ရေးအတွက်ရှင်းလင်းတဲ့လမ်းကြောင်းပေးမယ်ဆိုရင်ပဲပါဝင်မယ်လို့ဆိုပါတယ်။ Asian MBS ကဘလို့ပြောရဆိုတော့နိုင်ငံတစ်အားလုံးနဲ့ကောင်းတဲ့ဆက်ဆံရေးရှိတာကောင်းတယ်လို့ယုံကြည်ပါတယ်။ငါတို့လည်း အီဗရာဟံသဘောတူညီချက်တဲ့ပါချင်းပါတယ်။ဒါပေမဲ့နိုင်ငံဖြစ်ရှင်းနည်းအတွက်ရှင်းရှင်းလင်းလင်းလမ်းကြောင်းရှိမှုကိုတရားစီရင်ပါတယ်။ဒီနေ့တမနာကကောင်းကောင်းဆွေးနွေးခဲ့ပါတယ်။ဒီကိစ္စကိုအမြန်ဆုံးအဆင်ပြေအောင်လုပ်ဖို့ကြိုးစားပါမယ်။စီဝါရေးဘက်မှာဆိုရင်လည်းဝါရှင်တန်ကရီယာဟာအမေရိကန်တင်ကအားလုံးအစီ300နီးပါးဝယ်ယူမယ်လို့ကြေညာခဲ့ပါတယ်။အီဆွန်ကမှာမှာချပါတဲ့ဂျီမာတဲ့ညဆာ စာပွဲမှာတမနာဆွမ်းက sorry အပြကို နေတိုးမဟာမိတ်မဟုတ်တဲ့အဓိကမဟာမိတ်နိုင်ငံ major nan nito align အဖြစ်တရားဝင်တမတ်ကျင်ညာခဲ့ပါတယ်တမနာထန်ကဘလို့ကျင်ညာလဲဆိုတော့ဒီညမှာကျွန်တော်အရန်ဝမ်းမြောက်စွာကျင်ညာပါတယ်ငါတို့ရဲ့စည်ရည်ပူပေါင်းဆောင်ရွက်မှုကိုပုံမြင့်တင်စေဖို့ sorry အပြကိုနေတိုးမဟာမိတ်မဟုတ်တဲ့အဓိကမဟာမိတ်အဖြစ်တရားဝင်တမတ်လိုက်ပြီဒါသူတို့အတွက်အရန်ရည်ကြီးတယ်ဒီညအတွက် လိုအပ်ချက်အနေနဲ့ထားခြင်းလို့အခုမှပထမဆုံးကျင်းကြတာပါလို့ဘုန်းနဲ့ထွန်းကပြောခဲ့ပါတယ်။ဒီခရီးစဉ်ဟာတမိုင်းဝင်ခရီးစဉ်တစ်ခုတည်းဖြစ်ပါတယ်။2018ခုနှစ်မှာဝါရှင်တန်ပို့သတင်းစာဆရာဂျမာကာဆော့ဂျီကိုအစ္စတန်ဘူမှာရှိတဲ့ဆာဒီကောင်စီယုံဝန်ယုံခံထဲမှာတပ်ဖြတ်ခဲ့ပြီးတဲ့နောက် MBS ရဲ့ပထမဦးဆုံး White House ခရီးစဉ်ဖြစ်ပါတယ်။နောက်ပိုင်းအမေရိကန်ထောက်လှမ်ရေးက MBS ကတပ်ဖြတ်မှုကိုခွင့်ပြုခဲ့နိုင်တယ်လို့ဆိုခဲ့ပါတယ်။ဒရင်နောက်တွေကစော်ဂျီကိစ္စနဲ့9/11တိုက်ခတ်မှုမှာစော်ဂျီနိုင်ငံသားတွေပါဝင်ပတ်သက်မှုအကြောင်းမေးခဲ့ပေမဲ့တမရထရန်ကချက်ချင်းတားပြီးတော့စော်ဂျီဟာအလွန်အငင်းပွားပွဲသူဖြစ်တယ်။ဖြစ်ပြတာတွေပြီးတော့ပါပြီ။အရှိရှင်ကဘာမှမတိခဲ့ဘူးလို့ပြောကမင်းကုန်းကိုပိတ်ခဲ့ပါတယ်။ညစာစားပွဲမှာနောက်ထပ်ကြံစည်တစ်ခုနဲ့အဆုံးသတ်ခဲ့ပါတယ်။တမရထရန်ကအရင်ကကြေညာထားတဲ့ဒေါ်လာ ေလျံ600ကို MBS က1ထရီလျံအထိတိုးပေးနိုင်တယ်လို့ဆိုပါတယ်။ဒါမှမဟုတ်ထွက်ကဘလို့ပြောလဲဆိုတော့မင်းအမေရိကန်မှာဒေါ်လာတန်600ဘီလျံယင်းဒီမြို့နံဖို့တဘောတူညီထားတဲ့အတွက်ကျေးဇူးတင်ပါတယ်။ငါငါတကယ်ချင်းမို့ဒီကိုထရီလျံတစ်ခုအထိတိုးပေးနိုင်ပါတယ်။ငါလည်းနဲ့စူးစမ်းရအောင်မယ်။ဒါပေမဲ့600ဘီလျံကတော့တေးကြတယ်အဲ့ဒီကဏ္ဍနဲ့နဲ့ထပ်တက်သွားနိုင်တယ်ကြည့်ရအောင်မယ်လို့ တပတ်ထွန်းကပြောခဲ့ပါတယ်။ညစာအဲ့တဲ့ဆင်းတွေမှာ Nvidia CEO Jason Hong, Elon Musk, Tim Cook စတဲ့နီးပညာခေါင်းဆောင်တွေနဲ့ Golf တမန် Brand Sin December ဘောလုံး Superstar Cristiano Ronaldo တို့ပါဝင်ခဲ့ပါတယ်။အီလိုမတ်ရဲ့လာရောက်မှုဟာလည်းအရေးကြီးပါတယ်ဒီနေ့အစောပိုင်းသမရထရန်နယ်ပြည်ပခဖြစ်ခဲ့ပြီးတဲ့နောက်သူရဲ့ဖောင်းအူဆုံးဝိုင်ဟောက်လူများရှိလာရောက်ခြင်းဖြစ်တယ် ီလိုနဲ့ဝိုင်ခေါချက်အင်အားကြီးမားပြီးခံရတဲ့တန်တမာရေးရညစာစားပွဲဟာအဆုံးတော့အဆုံးတတ်ခဲ့ပါတယ်ဒီပွဲဟာအနောက်အာရှနဲ့အဲ့ဒီအပြင်ဘက်ဘယ်လိုပုံစံချီနိုင်ငံရေးအရရေးပါဆုံးမိတ်မိတ်ဖွဲ့ဆက်ဆံရေးတွေဖြစ်လာနိုင်လဲဆိုတဲ့အဆင့်ကိုဖွင့်ပြပေးခဲ့ပါတယ်